လျှက်စစ်ကလေဟက် iPhone နောက်ဆုံးပေါ်ရောင်စုံရုပ်မြင်သံကြား drone တိုက်လေရင်စစ်သုံးမှန်ပြောင်းအာကာသဂျူဒူကအစကမ္ဘာအစ်စ်မြင့်ဆုံးပစ္စည်းတွေနီးပညာဒေတိုင်းမှာမြေရှားဟာမရှိမဖြစ်ပါဝင်နေရတဲ့ပစ္စည်းဖြစ်ပါတယ်။ကျမရေးအတွက်အစ်စ်မြင့်ယောဂါရှာဖွေရေးကိရိယာတွေခွဲစိတ်ခံသုံးလေးစာတွေတည်ယူပို့ဆောင်ရေးပစ္စည်းတွေမှာလည်းမြေရှားဟာမပါမဖြစ်ပါနေသေးတာပါပဲ။ပြစ်ဆုတ်ပန်နိုင်ငံရေးမှာရေနံဟာတော့ချက်ဖြစ်နေသေးတယ်ဆိုရင် ကမ္ဘာနိုင်ငံရေးဟာအနာဂတ်နိုင်ငံရေးဟာမြေရှားနိုင်ငံရေးဖြစ်လာလိမ့်မယ်လို့တောင်မှပြောဆိုလာနေကြပါပြီ။တာမန်ပြောဆိုချက်မျှသာမဟုတ်ဖဲအလွန်လေးနက်တဲ့မျှော်မြင်သုံးသပ်ချက်တခုလည်းဖြစ်ပါတယ်။အချက်လက်အခိုင်အမာနဲ့အလွန်စီလျော်စွာပြောနေကြတာလည်းဖြစ်ပါတယ်။တရုတ်နိုင်ငံဟာကမ္ဘာပေါ်မှာမြေရှားတပ်ထုတွေကိုအများဆုံးအသုံးပြုတဲ့နိုင်ငံဖြစ်ပြီးမြေရှားတပ်ထုအများဆုံးထုတ်လုပ်တဲ့နိုင်ငံလည်းဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုဟာကမ္ဘာပေါ်မှာမြေရှားတပ်ထုကို ဒုတိယအများဆုံးအသုံးပြုတဲ့နိုင်ငံဖြစ်ပြီးတော့မြေရှားတပ်ထုကိုဒုတိယအများဆုံးထုတ်လုပ်နိုင်တဲ့နိုင်ငံလည်းဖြစ်ပါတယ်။မြေရှားကိုတတိယအများဆုံးထုတ်လုပ်တဲ့နိုင်ငံကတော့မြေရှားကိုဘလို့မှအသုံးမပြုတတ်တဲ့ခေတ်နောက်ကျဆင်းရဲနိုင်ငံတနိုင်ငံဖြစ်နေပါတယ်။အဲ့ဒီနိုင်ငံကတော့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံပါပဲ။ကမ္ဘာပေါ်မှာမြေရှားတတိယအများဆုံးထုတ်လုပ်တဲ့နိုင်ငံအဖြစ်ခုနှစ်တိတိနေရာယူထားတဲ့နိုင်ငံဟာမြန်မာနိုင်ငံပါပဲ။ အဲ့ဒီ9နှစ်ဆိုတာမိနစ်ကအထိပါဒီနှစ်စင်းစရာမထွက်သေးပါဘူးအဲ့ဒီအချက်ဟာအလွန်စိတ်အားတက်ကြွပွဲကောင်းတဲ့ကံကောင်းခြင်းလက်ဆောင်တစ်ခုလို့မှတ်ယူနိုင်တယ်လို့အလွန်စိုးရိမ်စရာကောင်းတဲ့အတိတ်ဆိုးနမိတ်ဆိုးတစ်ခုလည်းဖြစ်နိုင်ပါတယ်တရုတ်နိုင်ငံရဲ့အထူးအားထားရတဲ့ထွက်ကုန်ဖြစ်တဲ့ Hyundai EV မော်တော်ကားကအစအစမြင့်ပစ္စည်းတွေအားလုံးမှာအသုံးပြုနေကြတဲ့ Precio Demian တို့လိုမျိုး Neo Demian တို့လိုမျိုးမြေရှားတွေရဲ့တဝက်ကျော်ဟာ မြန်မာနိုင်ငံကနေပြီးတော့တရုတ်တွေရနေတာဖြစ်ပါတယ်။ဒါအပြင်ထူးခြားချက်တစ်ခုကိုပြောရမယ်ဆိုရင်မြန်မာနိုင်ငံကထွက်တဲ့မြေရှားတပ်ထုအားလုံးဟာတရုတ်နိုင်ငံတနိုင်နိုင်ငံတည်းကိုပဲရောင်းချနေတာပါ။နောက်ထပ်ထူးခြားချက်တစ်ချက်ကိုပြောရမယ်ဆိုလို့ရှိရင်တော့အမေရိကန်ပြည်တော်စုဟာမြေရှားတပ်ထုကိုအလွန်အမင်းစာလောင်ငတ်မွတ်နေပါတယ်။ရုရှားယူကရိန်းအပြစ်ခတ်ရစရဲမှာဂျားပွဲစားလုပ်ပြီးတဲ့နောက်ယူကရိန်းရဲ့လယ်မြေကိုညှစ်ပြီးတော့ဖိအားပေးချုပ်ဆိုဖို့ကြိုးစားတဲ့စာချုပ်ဟာ မြေရှားစာချုပ်ပါယူကရိန်းမြေရှားတွေအမေရိကန်ကိုရောင်းချမယ်ဆိုရက်စာချုပ်ပါဆလန်စကီကိုထရန့်နဲ့ JD Vance တို့ကအင်ဗျူတော်ထဲခေါ်ပြီးတော့စော်ကားလိုက်တဲ့ပွဲကိုအားလုံးမှတ်မိကြအောင်ပါပါအဲ့ဒီနေ့နေ့တုန်းကချုပ်ဆိုဖို့ပြင်ဆင်ထားတဲ့စာချုပ်ဟာမြေရှားစာချုပ်ပါအဲ့ဒီနေ့ကစာချုပ်မချုပ်လိုက်ရဘဲနဲ့ဇလန်စကီပြန်သွားတော့အမေရိကန်နိုင်ငံရေးလောကမှာထရန့်ကိုအကြီးအကျယ်အပြစ်တင်ဝေဖန်ကြပါတယ်ဒါပေမဲ့ ဇလန်စကီးကလည်းမချုပ်ဖဲမနေနိုင်ပါဘူးသူ့မှာရွေးချယ်စရာများများမရှိပါဘူးခမတန်တော့မန်ရှော့ပြီးတော့မြေရှားစာချုပ်ချုပ်ဆိုပေးလိုက်ရပါတယ်တရုတ်ဟာကမ္ဘာပေါ်မှာအရန်မြေရှားတို့လောင်မှုအများဆုံးလှုပ်ထားနိုင်တဲ့နိုင်ငံလည်းဖြစ်ပါတယ်ဆိုလိုတာကကမ္ဘာပေါ်မှာမြေရှားအများဆုံးကင်ထားနိုင်တဲ့နိုင်ငံဟာတရုတ်နိုင်ငံပါဘလောက်များများတောင်ကင်ထားနိုင်တယ်လဲဆိုတော့ကမ္ဘာလုံးမှာနှစ်စင်ထုတ်လုပ်တဲ့တပ်ဆင်ပြီးသားမြေရှားတပ်ထုရဲ့80ရာခိုင်နှုန်းကနေ90ရာခိုင်နှုန်းကိုတရုတ်ကနှစ်စင် ကင်တွယ်ထိန်းချုပ်တိုးလောင်ထားပါတယ်။အမေရိကန်မှာရွှေမရှားငွေမရှားပေမဲ့မြေရှားကတော့တကယ်ရှားနေတယ်ဆိုတော့တရုတ်ကောင်းကောင်းသိပါတယ်။ထရန့်လက်ထက်မှာတရုတ်ကိုပထမတက်တန်းတုန်းကပြစ်မှတ်ထားပြီးတော့အခွန်အောက်တုံးမြင့်နေဘူးပါတယ်။အဲ့ဒါလို့အခွန်အောက်တုံးမြင့်ချိန်မှာတရုတ်ကအမေရိကန်ကိုဘလို့ချိတ်ချောက်ခဲ့တယ်လဲဆိုတော့မြေရှားတထုမရောမနဲ့ဖက်တောက်လိုက်မယ်လို့ချိတ်ချောက်ပါတယ်။အဲ့ဒီချိတ်ချောက်မှုကိုအမေရိကန်ကတိတ်ကြောက်သွားပါတယ်။ မကြောက်လို့မရပါဘူးမြေရှားပြတ်တောက်သွားမယ်ဆိုရင်အမေရိကန်ရဲ့နီးပညာအစစ်မြင့်ထုတ်ကုန်မှန်သမျှတွက်ချပါတာလိုက်သွားမှာပါအဲ့ဒါကြောင့်တရုတ်ရဲ့အဲ့ဒီချိန်ချောက်စကားကိုအမေရိကန်ကတကယ်ပဲအလေးနဲ့ထားပါတယ်တရုတ်ကတကယ်မလုပ်သေးပေမဲ့တစ်ချိန်မှာတကယ်လှုပ်လာနိုင်တယ်ဆိုတာအမေရိကန်တွေသိပါတယ်ဒါဟာအမေရိကန်အတွက်တကယ်ကိုအရေးကြီးတဲ့အန်တရယ်အချက်ပေးခေါလုံးတာကြည့်ပါပဲအမေရိကန်ဟာမြေရှားအတွက်အပူတပြင်းပြင်ဆင်မှုတွေလှုပ်လာပါတယ်အမေရိကန်နိုင်ငံအတွက်မှာမြေရှားပို့ပြီးတော့ထုတ်လုပ်နိုင်ဖို့ကြိုးစားလာပါတယ်။မဟာမိတ်နိုင်ငံတွေမှာမြေရှားပို့ ထုတ်လုပ်ဖို့အပေးအမြောက်လှုပ်လာကြပါတယ်။မြောက်အမေရိကတိုက်နဲ့ဩစတြေးလျတိုက်တို့မှာရှိတဲ့မြေရှားတပ်ထုတိုက်တွေကိုဖွင့်လှစ်ကြဖို့အမေရိကန်ကစော်ဩလာပါတယ်။မြေရှားနေရာမှာဘာနယ်များအစားထိုးနိုင်မလဲဆိုပြီးတော့အစားထိုးကုန်စည်တွေအမှုတပြင်းရှာဖွေဖို့မြေရှားအစားထိုးသုတေသနနဲ့ဖွံ့ဖြိုးမှုလုပ်ငန်းတွေမှာအကြီးကျယ်ရင်းနှီးမြှုပ်နှံတာတွေလှုပ်လာပါတယ်။မြေရှားထွက်တဲ့နိုင်ငံတွေမှာရှိတဲ့ထွက်သမျှမြေရှားကိုလဝကြီးအုပ်နိုင်ဖို့ကြိုးစားလာပါတယ်။အဲဒါကြောင့်ယူကရိန်းမြေရှားမှန်သမျှ အမေရိကန်ကိုရောင်းချရမယ်ဆိုတဲ့သဘောတူစာချုပ်မျိုးထွက်ပေါ်လာတာပါမြေရှားကတိတ်ရေးကြီးတယ်ဆိုတဲ့စကားကိုဒေါ်နယ်ထရန့်ရဲ့ဗစက်ကနေတဖွာဖွာပြောလာပါတယ်ဒါပေမဲ့ကဘာပေါ်မှာမြေရှားတက်တရအများဆုံးထွက်တဲ့မြန်မာနိုင်ငံကမြေရှားတွေကိုတော့အမေရိကန်ကဒစိတမုံမမရဘဲနဲ့တရုတ်ကသာအကုန်လုံးသိမ်းကျုံလဝကြီးအုပ်ထားပါတယ်မြေရှားအကြောင်းကိုကျွန်တော်တို့ TM Media အဖွဲ့သားတွေကအထူးပြုလေ့လာနေပါတယ်မြေရှားအကြောင်းအထူးထုတ်လွှင့်ချက်တွေဇက်တိုက်ထွက်လာဖို့ရှိကြောင်း သတင်းကောင်းပါပြစေအထူးသဖြင့်ကတော့မြေရှားနိုင်ငံရဲ့အကြောင်းကိုဥတီတင်ပြမှာပါဒါပေမဲ့တစ်ဆက်တည်းတွဲပါလာမှာတွေကတော့မြေရှားဆိုတာဘာလဲဆိုတဲ့အကြောင်းမြန်မာနိုင်ငံမှာစီးမံကမ်းမဲ့မြေရှားထုတ်လုပ်မှုတွေကအခုကိုပဲပြည်သူတွေကိုဒုက္ခပေးနေတဲ့အကြောင်းမြေရှားထုတ်လုပ်ရေးမှာလူခွင့်ရေးချိုးဖောက်ခံရတဲ့မြေရှားအလုပ်သမားတွေအကြောင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်ကမြေရှားထုတ်လုပ်မှုအကြောင်းအခုကစုံမုံနေမြေမှာမြေရှားထုတ်လုပ်တာကိုထိုင်းနိုင်ငံချင်းရိုင်းခိုင်ကပြည်သူတွေက ဘာကြောင့်ကန့်ကွက်နေကြတယ်လဲဆိုတဲ့အကြောင်းတွေကိုဆက်လက်တင်ပြပေးမှာပါဆက်အာနာရှင်ရဲ့အမေရှားတတ်ထုကိုတစ်ချိန်တည်းတစ်ပြိုင်တည်းပိုင်ဆိုင်ထားရတဲ့အတွက်မြန်မာပြည်သူတွေဘလောက်အန္တရာယ်များနေတယ်လဲဆိုတာထင်ရှားမြင်သာအောင်ထောက်ပြသွားဖို့ရှိပါတယ်အခုဒီသုံးသက်ချက်ဟာမြေရှားနိုင်ငံရေးရဲ့ဏ္ဍန်လို့မှတ်ယူနိုင်ပါတယ်ပြောလက်ဆက်စကားကိုဆက်ပါမယ်မြေရှားဟာစိန်တို့ရွှေတို့ဗရမများတို့လိုတာမန်တွင်းတွက်ရတနာပြုမဟုတ်ပါဘူးမဟာဗျူဟာမြောက် တွင်းတွက်ပါ မဟာဗျူဟာမြောက်တွန့်ထွက်ဆိုတာများများဆဆမရှိပါဘူး။တမိုင်းတလျှောက်မှာကမ္ဘာနိုင်ငံရေးကိုပြောင်းလဲပြစ်နိုင်လောက်ရေးပါတဲ့မဟာဗျူဟာမြောက်တွန့်ထွက်ဆိုတာနှစ်မျိုးပဲရှိပါသေးတယ်။အဲ့ဒါကတော့ရေနံနဲ့မြေရှားပါပဲ။မဟာဗျူဟာမြောက်တွန့်ထွက်ဆိုတာမျိုးဟာကမ္ဘာနိုင်ငံရေးကိုချုပ်ကိုင်နိုင်တဲ့တွန့်ထွက်ပါ။မဟာဗျူဟာမြောက်တွန့်ထွက်ဆိုတာမျိုးဟာနိုင်ငံတကာနိုင်ငံကိုနိဗ္ဗာန်ရောက်အောင်တွန့်ပို့နိုင်တယ်လို့ငရဲကိုစောက်ထိုးကြသွားအောင်လဲ။ လောင်မီးတိုက်ပစ်နိုင်ပါတယ်တရုတ်ဟာမြေရှားရဲ့အာသာချက်ကိုတော်တော်စောစောကြီးကလေးကသတိထားမိပါတယ်တိတ်ရှောင်ဖိန်လက်ထက်ကလေးကသတိထားမိပါတယ်ထူးထူးခြားခြားသူ့မှာမြေရှားကျွယ်ဝနေတာဟာအာသာချက်တစ်ခုဆိုတာကိုသူတို့သတိထားမိပါတယ်မြေရှားဟာတရုတ်အတွက်လက်နက်ကောင်တစ်ခုဆိုတာကောင်းကောင်းသိပါတယ်အဲဒါကြောင့်မြေရှားနိုင်ငံရဲ့ Red Earth Politics တတ်ထုနိုင်ငံရဲ့ Mineral Politics ကိုကောင်းကောင်းအသုံးပြုပြီးကစားပါတယ် 1990ခုနှစ်ကစပြီးတရုတ်ဟာမြေရှားထုတ်လုပ်ရေးကိုကြကြနာနာစောင့်ချပြီးလုပ်ကင်လာပါတယ်။အဲ့ဒီမတိုင်ခင်ကာလတစ်လျှောက်တုန်းကတော့မြေရှားလောကကိုအမေရိကန်ကချုပ်ချယ်စွန့်မိုးထားတာပါ။မြေရှားထုတ်လုပ်မှုရောမြေရှားရောင်းချမှုရောအမေရိကန်ဟာနံပါတ်1ပါ။ဈေးကွက်တစ်ခုလုံးမှာအမေရိကန်ကဆရာကြီးပါပဲ။အမေရိကန်ကိုဘယ်သူမှအန်တုလို့မရပါဘူး။အမေရိကန်ကတရုတ်ကိုအပေါ်စီးကငုံကြည့်ပြီးတော့ဖားတူလို့ခယူကိုအိမ်ပြည့်ရုံပဲရှိမှာပေါ့ရာမရာ။ဆိုပြီးတော့ဘူအောင်တင်ကြီးလိုယူနေခဲ့တာပါ။ ဒါပေမဲ့တရုတ်ကမြေရှားကိုအစမတန်အမြောက်အများ ထုတ်လုပ်ပြီးတော့ဈေးကွက်ထဲမှာရေတံဘူးဈေးလောက်နဲ့ချရောက်မလိုက်ပါဘူးထူးထူးဆန်းဆန်းမဟုတ်တဲ့ရှေးဟောင်းနီးကြီးကိုတုံးပြီးတော့တိုက်ခတ်လိုက်တာပါအင်္ဂလိပ်ခင်မာတော့ကမွန်တထေးဥနာအောက်ကိုစကော့တလန်ပိုင်းအေယာဝရီဖလော့တီလာကုမ္ပဏီကတိုက်တဲ့နီးမျိုးနဲ့တိုက်တာပါဈေးကွက်မှာအမေရိကန်တွေခွက်ခွက်လန်အောင်ရှုံးသွားပါတယ်အမေရိကန်ရဲ့နံပါတ်1မြေရှားထုတ်လုပ်ကုမ္ပဏီကြီးဖြစ်တဲ့ Mountain Pass Mine ဟာ ဒေဝါလီခံပြီးတော့တတ်ထုတွင်ဖြတ်သိမ်းလိုက်ရပါတယ်တရုတ်ဟာကမ္ဘာမှာမြေရှားအများဆုံးထုတ်လုပ်တဲ့နိုင်ငံကမ္ဘာမှာမြေရှားအများဆုံးရောင်းချတဲ့နိုင်ငံဖြစ်သွားပါတယ်အမေရိကန်ဟာတရုတ်စီကဈေးပေါ်ပေါ်ရတဲ့မြေရှားကိုပဲဝယ်သုံးပါတော့တယ်ဒါပေမဲ့အဲ့ဒါကတိတ်မကြာလိုက်ပါဘူးတနစ်မပြည့်တဲ့အချိန်ဒိုလေးတွင်မှာပဲဈေးကိုတဖြည်းဖြည်းချင်းမြင့်ပြီးတော့ရောင်းလာလိုက်တာဈေးနှုန်းဟာ900ရာခိုင်နှုန်းအထိမြင့်တက်သွားပါတယ် Mountain Pass Mine ကိုပိတ်လိုက်ရတဲ့အကြောင်းနဲ့မှာနောက်ထပ်အခြား အချက်တစ်ချက်လည်းပါဝင်ပါသေးတယ်။အဲ့ဒါကတော့တဘာဝပတ်ဝန်းကျင်ကိုထိခိုက်တယ်ဆိုပြီးတော့အမေရိကန်ပြည်သူတွေကကန့်ကွက်ကြတဲ့အချက်တစ်ချက်ပါ။မြေရှားထုတ်လုပ်မှုဟာတဘာဝပတ်ဝန်းကျင်ကိုအမှန်တကယ်ပဲထိခိုက်စေပါသလား။အဖြေကတော့ yes ဒါပေမဲ့ no လို့ဖြေရပါမယ်။ဘာကြောင့် yes လဲဆိုတော့အမှန်တကယ်ကိုထိခိုက်နေတာကိုကျွန်တော်တို့မြင်နေရလို့ပါ။အမေရိကန်မှာလည်းတဘာဝပတ်ဝန်းကျင်ထိခိုက်တယ်ဆိုပြီးတော့ကန့်ကွက်ခဲ့ကြဘူးလေ။တရုတ်ပြည်မှာလည်းတဘာဝပတ်ဝန်းကျင်ကိုထိခိုက်တယ်ဆိုပြီးကန့်ကွက်ခဲ့ကြဘူးလေ။အခုဝါနယ်မြေကမြေရှားမိုင်းတွေကထွက်တဲ့ arsenic ကြောင့် အစိတ်သိနေတယ်ဆိုပြီးတော့ထိုင်းနိုင်ငံချင်းရိုင်ခိုင်ကပြည်သူတွေကလည်းကန့်ကွက်နေကြတယ်။ကချင်ပြည်နယ်မှာလည်းသဘာဝပတ်ဝန်းကျင်ထိခိုက်နေတာတွေကိုမြင်နေရတယ်။အဲဒါကြောင့် yes လို့ကျွန်တော်ကဖြေပါတယ်။ဒါပေမဲ့ဘာကြောင့် no လို့ပြောသလဲဆိုတော့တာဝန်တိတိစီကန်းရှိရှိနဲ့ထုတ်လုပ်မယ်ဆိုရင်အန်ဒီရကင်းအောင်ထုတ်လုပ်လို့ရနိုင်တယ်လို့ပညာရှင်တွေကထောက်ခံတင်ပြထားကြလို့ပါ။အန်ဒီရကင်းအောင်ထုတ်လုပ်လို့ရပေမဲ့မလောက်ကြလို့လက်တွေမှာအန်ဒီရကြီးနေပါတယ်။အဲ့ဒါကြောင့် yes ဒါပေမဲ့ no လို့ကျွန်တော်ပြောတာပါအဲ့ဒီအကြောင်းကိုတိကျအကျေတဝင့်ဆွေးနွေးပါအောင်မယ် 2018ခုနှစ်မတိုင်ခင်နှုန်းကမြန်မာနိုင်ငံကမြေရှားတွေဟာလူမသိသူမသိအတုံးမွေနဲ့မြေကြီးတွေအဖြစ်နဲ့ကားနဲ့တိုက်ပြီးတော့အသေးခံတာတွေအများကြီးပါ2018ခုနှစ်မတိုင်ခင်ကမြန်မာနိုင်ငံရဲ့မြေရှားတင်ပို့မှုစင်းစရာကိုရှာဖွေလို့မရပါဘူးဒါပေမဲ့ကောင်းကောင်းမှတ်တမ်းတင်ထားတဲ့2018ခုနှစ်ကစပြီးတော့မနစ်က2024ခုနှစ်အထိခုနှစ်နှစ်ကြာစင်းစရာတွေကိုကြည့်မယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံဟာ ကမ္ဘာမှာမြေရှားကိုတတရအများဆုံးထုတ်လုပ်နိုင်တဲ့နိုင်ငံတတရအများဆုံးတင်ပို့ရောင်းချနိုင်တဲ့နိုင်ငံဖြစ်နေတာကိုအံ့ဩဖွယ်ရာတွေ့ရပါတယ်။ခုနှစ်နှစ်စတက်ကမ္ဘာနံပါတ်3မှာဝမ်းနဲ့စရာကောင်းတာကတော့တရုတ်နိုင်ငံတနိုင်ငံတည်းကိုပဲလက်သိပ်ထိုးရောင်းချသူဖြစ်နေတဲ့အချက်ပါ။မြေရှားနဲ့ပတ်သက်ပြီးတော့ဘာတစ်ခုမှလည်းကိုယ်တိုင်မထုတ်လုပ်နိုင်ပါဘူး။မြေရှားကိုလည်းကိုယ်တိုင်မတန့်စင်နိုင်ပါဘူး။မြန်မာစစ်အုပ်စုအတွက်မြေရှားဟာတခိုးနှကောင်းမသိဆိုတာလို့ဖြစ်နေပါတယ်။တိတိရရန်ပြောရရင်တော့ စေအုပ်စုဟာကောက်ရိုးပုံစောင့်တဲ့ခွေးအစင်လောက်မှာပဲရှိနေပါတယ်။တကယ်တော့မြေရှားဟာပီတန်နဲ့အဖိုးတိုက်ဗရမကြီးပါ။ဒါပေမဲ့ရှင်းမွေးနွန်းရကန်ထဲမှာရေးထားသလိုပါပဲ။ဗရမစံကျိုးအဖိုးပီတန်မှန်စေအောင်တော့အယူကိုပြစမ်းအပန်းမကြီးဇီးသီးလောက်မှအားမရဘူးဆိုတာလို့ပါပဲ။ပီတန်နဲ့ဗရမကြီးမှန်ပေမဲ့အယူမြင်မှာတော့ဇီးသီးလောက်တောင်မက်ဆရာမရှိဘူးဖြစ်နေပါတယ်။ဒါပေမဲ့ဗရမမှာ ရှေးခေတ်တုန်းကဇလန်းတွေထဲမှာပါတယ်လို့ကျိန်စာတင်သောသွေးစွန်းဗရမကြီးပါပိုင်ရှင်ကိုခိုက်တက်တယ်ဆိုတဲ့ဗရမကြီးပါဗရမကြီးကအဖိုးထိုက်တန်လွန်းလို့ပိုင်ရှင်ကိုပါရံပြူးခံရတတ်တဲ့ဗရမကြီးပါအဲဒါကြောင့်ကျွန်တော်တို့ပြည်သူတွေဟာစစ်အာဏာရှင်နဲ့မြေရှားကိုတပြိုင်တည်းပန်ဆိုင်ထားရတဲ့အတွက်အန္တရာယ်သိကြည့်တယ်လို့ကျွန်တော်ပြောတာပါမြေရှားထွက်တဲ့မြန်မာနိုင်ငံကိုအမေရိကန်ကစိတ်မဝင်စားပဲမနေပါဘူးပထဝီ နိုင်ငံရေးအရအချက်ချာကြတဲ့မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်ကြားကစိတ်မာတင်ကျွန်းကိုအမေရိကန်ကစိတ်မဝင်စားပဲမနေပါဘူးဘင်္ဂလားပင်လယ်အော်ကိုအမေရိကန်ကစိတ်မဝင်စားပဲမနေပါဘူးဘင်္ဂလားဒေ့ရှ်ရခိုင် humanitarian corridor ဆိုတာအကြောင်းပဲပြောနေကြတာမဟုတ်ပါဘူးအမေရိကန်ကဗမာပြည်ကိုစိတ်မဝင်စားဘူးလို့ထင်နေတဲ့သူပြောနေတဲ့သူတွေဟာကမ္ဘာနိုင်ငံရေးကိုနားမလည်လို့အမေရိကန်တရုတ်အပြိုင်ပွဲကိုနားမလည်လို့ဖြစ်ချင်းဖြစ်ပါလိမ့်မယ် ဒါမှမဟုတ်အမေရိကန်အကြောင်းကိုမသိလို့ဖြစ်ပါလိမ့်မယ်။အမေရိကန်ကိုအကြောင်းမဲ့အလွန်ကျွံအထင်ကြီးနေလို့ဖြစ်ပါလိမ့်မယ်။အမေရိကန်ရောတရုတ်ရောဘယ်နိုင်ငံကမှစေတနာဝန်ထမ်းစေတနာတက်တက်နဲ့မြမအကောင်းကျိုးတယ်ဖို့မဲ့သူတော်စင်သူတော်မြတ်ကြီးတွေမဟုတ်ပါဘူး။အချောင်ရရင်ပေါပါလိဖို့စောင့်နေတဲ့သူတွေကြီးပါပဲ။မြမနိုင်ငံဟာအမေရိကန်အတွက်ဘာကြောင့်စိတ်ဝင်စားကြကောင်းတယ်လဲ။မြေရှားတတ်ထုဆိုတာအသာထားလိုက်အောင်။စိတ်မတင်ကျွန်းဆိုတာအသာထားလိုက်အောင်။တရုတ်ပိုလမ်းမှာအစ်တကြီးဆိုတာလည်းအသာထားလိုက်အောင်။ တရုတ်အမွာပိုက်လိုင်းဆိုတာလဲအသာထားလိုက်ပါဦးမြန်မာနိုင်ငံဟာတရုတ်တွေတိတ်ကိုအရေးပါတဲ့နိုင်ငံဖြစ်နေတယ်ဆိုတော့အချက်တစ်ချက်ထဲကတောင်မှအမေရိကန်အတွက်သိစိတ်ဝင်စားစရာဖြစ်နေပါပြီတရုတ်တွေအရေးကြီးတယ်ဆိုရင်အမေရိကန်အတွက်အရေးကြီးတာပါပဲတရုတ်တွေအရေးကြီးနေပြီးအမေရိကန်အတွက်အရေးမပါဘူးဆိုတာဘာမှမရှိပါဘူးအဲ့ဒါပထူကြီးနိုင်ငံရေးပါပဲ